မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ် NUG CRPH နဲ့ NLD ကောင်းဆောင်များတတိရှိပါကပြည်တွင်းမှာပြန်နေဖို့စစ်ကောင်စီထောက်ခံသူဒေါ်စန္နာမင်းစိန်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ် NUG CRPH နဲ့ NLD ကောင်းဆောင်များတတိရှိပါကပြည်တွင်းမှာစစ်ကောင်စီနဲ့ဆက်ဆိုင်ကောင်းမွန်နေသူတအုပ်ဖြစ်တဲ့ဒေါ်စန္နာမင်းကစစ်တပ်လော်ဘီသတင်းထောက်ကြော်မျိုးမင်းနဲ့အင်တာဗျူးစီစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်ဒေါ်စန္နာမင်းနဲ့ကြော်မျိုးမင်းအင်တာဗျူးစီစဉ်ကို BB Channel News ကဇွန်လ23ရက်မှာပြသခဲ့တာပါ လက်ရှိ NUG CRPH နဲ့ NLD ပါတီဝင်အချို့ရဲ့လှုပ်ဆောင်ချက်တွေကမှားယွင်းတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပြီးဒေါအောင်ဆန်းစုကြည်နဲ့မျက်နှာချင်းဆိုင်ပြောကြားရေးပါသလားလို့ဒေါ်စန္နာမင်းကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ဆိုတာအသက်ရှင်လျက်နဲ့သူ့အင်ကိုပြန်ရောက် ုံးမှာကျမအမားပြောရင်သူနဲ့မျက်နှာချင်းဘယ်လိုဆိုင်မလဲဒီလိုအမားတွေလုတ်တဲ့သူတွေကတတိရှိရင်ပြင်းထဲမှာပြန်နေပြီးတော့မျက်နှာချင်းဆိုင်လိုက်ပါလို့ကျမပြောချင်တာပေါ့ AP 19ရက်မှာလူလူကောင်းဆောင်တောင်ဆန်းစုကြည်ရဲ့တရားရုံးထွက်ဆိုချက်လို့ဆိုပြီးစစ်ကောင်စီဝါရဖြန့် Telegram Channel တွေမှာစာများထုတ်ဖော်ပြသခဲ့ပါတယ်အဆိုပါစာမှာတောင်ဆန်းစုကြည်က NUG CRPH နဲ့ PDF တွေကိုတရှိချက်မရှိကြောင်းထွက်ဆိုထားတယ်လို့ဖော်ပြပါတယ်ဒီစာကအစ်စ်ပါအမှုတွေပြီးသွားတဲ့အချိန်မှာဒါတွေကိုထုတ်လို့ရတယ်ရှင်းနေရလက်ထဲကရှားတာဖြစ်တဲ့အတွက်အမှတ်မတင်လိုင်းပေါ်မှာတွေးလိုက်ရတာဖြစ်တဲ့အတွက် တွက်ဒါကအစ်စ်လို့ကျမလို့ပြောနိုင်တယ်လို့ဒေါ်စန္နာမင်းကဆိုပါတယ်။အခုလို့ဒေါအောင်ဆန်းစုကြည်ရဲ့တရားရုံးထွက်ဆိုချက်ကိုစစ်ကောင်စီဘက်ကထုတ်ပြန်လာမှုနဲ့ဒေါ်စန္နာမင်းကလည်းစစ်ကောင်စီဝါရဖြန့်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ကြော်မျိုးမင်းနဲ့အင်တာဗျူးတစ်ခုပြုလုပ်ကဖြေကြားချက်တွေကဝါရမြိုင်းတစ်ခုမှသာဖြစ်ကြောင်း Committee Representative Yangon လွှတ်တော် CR YH ဥက္ကဋ္ဌဦးတင်လွင်ကပြောပါရယ်စစ်တပ်အာဏာသိမ်းပြီးနောက်တနိုင်ငံလုံး CDN ပြုလုပ်ဖို့ကိုလည်းဒေါအောင်ဆန်းစုကြည်ကပြောကြားမှုမရှိနိုင်ကြောင်းစစ်ကောင်စီအာဏာသိမ်းမှုကိုဆန္ဒထုတ်ဖော်ဖို့ပြောခဲ့နိုင်ကြောင်းဒေါ်စန္ဒမင်းကဆိုပါရယ်ဒါအပြင်ပြည်ပကိုတင်းရှောင်သွားတဲ့ NLD လွတ်တော်ကိုယ်စားလှယ်တွေကအနည်းစုသာဖြစ်ပြီးအများစုကပြည်တွင်းမှသာရှိကြောင်းပြည်တွင်းမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေက၎င်းကိုလာရောက်ဆက်သွယ်မှုတွေရှိတယ်လို့ဒေါ်စန္ဒမင်းကဆိုပါရယ်သူလိုက်စည်းရုံးခဲ့တာဟုတ်တယ်ကျွန်တော်တို့ကပါတီဆက်လက်လက်ပတ်နိုင်ဖို့အတွက်ဆိုပြီးလာရောက်စည်းရုံးတည်တယ်ပြည်တွင်းမှာရှိနေတဲ့ကိုယ်စားလှယ်တွေကို နဲ့လိုင်းစီယုံနဲ့ပြည်တွင်းမှာအကြောင်းမျိုးမျိုးကြောင့်နေနေရတဲ့လွတ်တော်ကုသလရင်းရှိပေမဲ့ဒေါ်ဆန္နာမင်းလို့မဟုတ်ပဲအေးဆေးနေကြတာသူပြောသလိုသာဆို CRPH ကဘယ်လိုလဲပတ်လို့ရမလဲရခိုင်ပြည်နယ်ကလွဲလို့ကျန်တဲ့ကုသလအများစုက CRPH မှာပါတယ်လို့ဦးတင်လွင်ကရှင်းပြသွားတယ်။ ဒေါ်စနာမင်းနဲ့ကျော်မျိုးမင်းတို့တွေ့ဆုံဆွေးနွေးတဲ့အင်တာဗျူးကစစ်ကောင်စီရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်ညီညွတ်ပြီးပြုလုပ်တဲ့ဝါရဖြန့်ခြင်းတစ်ခုသာဖြစ်တယ်လို့နိုင်ငံရေးသုံးသပ်သူတွေကထောက်ပြပါရယ်အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ပေါ်မမမကန်တက်တည်ထွက်ဆုံမှုနဲ့ပြည်သူ့ဆန္ဒကိုကြောက်ခိုင်းပြီးပါတီမူဝါဒကိုစန့်ကျင်ခဲ့သူတွေလို့ဆိုပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းဒေါ်ဆနာမင်းအပါအဝင်၄ဦးကိုပါတီမှထုတ်ပယ်ကြောင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၂၀၂၃ခုနှစ်မတ်လ၃ရက်မှာထုတ်ပြန်ခဲ့ပါရယ် ဆက်လက်ပြီးလာရှိုးမှာစစ်ကောင်စီတပ်အင်အားထောင်ဝန်းနန်းဤပါထမှန်ဖြည့်တင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ပြည်အားကြောင့်ကိုကန်တန် MND ဆုတ်ခွာပေးရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အတွင်းစစ်ကောင်စီတပ်ကပြီးခဲ့တဲ့ဇွန်လ21ရက်မှာအင်အားတထောင်ဤပါထမှန်ဖြည့်တင်းတယ်လို့လာရှိုးမြို့ကန်တွေကပြောပါတယ်။တင်ကများပါဝင်စစ်ကောင်စီရင်တန်းအစီရင်90ဤပါလာရှိုးမြို့ကိုအဲ့ဒီနေ့ကရောက်ရှိလာတာဖြစ်ပြီးစစ်ကောင်စီတပ်သားများအင်အားတထောင်ဤပါပါဝင်လာနိုင်တယ်လို့မြို့ကန်တွေကခန့်မှန်းကြပါတယ်။ အဲ့ဒီရင်တန်းနေလာရှိုးကိုမဝင်ရောက်မီ MNDA တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့စစ်ကောင်စီတပ်တို့ညှိနှိုင်းခဲ့ကြတယ်လို့ဖြစ်စဉ်ချင်းနေသိရှိတဲ့လာရှိုးမျိုးကန်တောင်းကဆိုပါတယ်။မနက်ပိုင်းမှာ MNDA တပ်နဲ့စစ်တပ်ခေါင်းဆောင်တွေမျိုးအထွတ် AD တရားအကျော်ဟိုပိတ်ရွာမှာတွေ့ကြတယ်။ညနေပိုင်းကတော့စစ်ကားတွေဝင်လာကြတာပဲညှိနှိုင်းပြီးမှဝင်လာတဲ့သဘောလို့ပြောလို့ရတယ်။ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထောက်ပို့တပ်ဆက်သွယ်ရေးတပ်တင်ကားတစိပါဝတ်စုံတွေကိုဝတ်ဆင်ထားကြတာကိုတွေ့ရတယ်လို့ဆိုပါတယ်။အဆိုပါရှင်တန်းကအရှင်းမြောက်တိုင်းစစ်ဌာနချုပ်နဲ့နှိစက်ရအမြောက်တပ်ထောက်ပို့တပ်အတွင်းကိုဝင် ရောက်သွားတာကိုတွေ့ရတယ်လို့မျိုးကန်တွေကပြောပါရယ်။လာမယ့်စွန်လကုန်မှာအသိဉာဏ်မျိုးကိုစစ်ကောင်စီတပ်ကို MND တပ်ဖွဲ့ကပြန်လွှဲမယ်လို့သတင်းတွေထွက်နေချင်းအခုလိုစစ်ကောင်စီရင်တန်းကိုအင်အားလုံးရင်းနဲ့လာရောက်တဲ့အတွက်စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ဆိုပါရယ်။ရာမခတိုင်းရဲ့စစ်အင်အားဖွဲ့စည်းပုံတိုင်းအင်အားပြန်ဖြည့်ရလားဒါမှမဟုတ်သိဉာဏ်ကိုပြန်ပေးမယ်လို့သတင်းထွက်နေတော့အဲ့ဒီအတွက်လားဆိုတာကိုစောင့်ကြည့်ရမယ်လို့လာရှုမျိုးကန်အမျိုးသားနောက်တအုပ်က ပြောပါရယ်။ ။သိန်းနီမျိုးကန်တွေကတော့ဇွန်လ23ရက်နေ့ဒီမျိုးပေါ်မှာအပြောင်းလဲတစုံတရာမရှိဘဲ MND တပ်ဖွဲ့များပုံမှန်တိုင်းအုပ်ချုပ်နေရလို့ပြောပါရယ်။လာရှုမျိုးမြောက်ဖက်လီရင်ကွယ်အနီးတရှိတဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခန့်လက်အောက်မှာချင်းလင်းတက်ချင်းမြန်တက်စေးတက်ရင်ထောက်ပို့တက်ဆက်သွယ်ရေးပညာရေးဝန်တင်တက်အမြောက်တက်တန်ချက်ကတက်ဆက်လက်နက်ပစ္စည်းရှင်းတူလောင်ရေးဆောက်လုပ်ရေးစတဲ့တိုင်ရင်များအခြေစိုက်ပါရယ်။2029စစ်စင်ကာလ2024ဩဂုတ်လ3ရက်နေ့မှာလာရှုမျိုးရှိရမခန့်စစ်ဌာနချုပ်တစ်ခုလုံးအပါအဝင်တစ်မျိုးလုံးကို MND တပ်ဖွဲ့တွေကအပိတက်သိမ်းပိုင်ခ ဲ့ပါတယ်။အဆိုပါမြို့သိမ်းတိုက်ပွဲကို MNDA နဲ့အတူဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBL ပြည်သူ့လွတ်မြောက်ရေးတပ်မတော် BL နိုင်ငံနာမဆက်အာဏာသိမ်းစန့်ကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့တပ်မဟာ611တို့ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ တလကြတိုက်ပွဲတွင်ရမခဒုတိယတိုင်မူဟောင်းတအူးတည်ဆောင်ခဲ့ပြီးပို့ကျုံနှင့်ပုံမှုကျုံအဆင့်ပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်9000နီးပါးကို MNDA တပ်ဖွဲ့ကဖမ်းဆီးခဲ့ပါရင်းအရသာထိခိုက်တည်ဆောင်မှုလည်းများပြားခဲ့ပါရင်းအဲဒီနောက် MNDA ကလာရှုမြို့ကိုရှစ်လကျော်ကြာအုပ်ချုပ်ခဲ့ပြီးတရုတ်ပြည်အားရကြောင့်အခုနှစ် AB 21ရက်မှာစစ်ကောင်စီလက်ကိုပြန်လည်လွှဲပြောင်းခင်းပေးခဲ့ပါရင်းကိုကန်တက်များကားကြီးများပေါ်မှာအတုံးဆောင်ပစ္စည်းများတင်ပြီး AB 3ရက်နေ့ကစပြီးအတုံးလိုက်ထွက်ခွာခဲ့ကြသလိုစစ်ကောင်စီတပ်ကလည်းစစ်ကားအများပြားနဲ့ AB 20ရက်မှာဝင်ရောက်လာခဲ့ပါရင်း စစ်ကောင်စီဘက်မှလာရှုမြို့ကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးအင်အားများဖြည့်ထားတော့လဲမူလရှိနေတဲ့တိုင်ရင်တပ်ဖွဲ့များပုံမှန်အတိုင်းလေဘက်နိုင်ခြင်းမရှိသေးဘူးလို့မြို့ကန်တအုပ်ကဆိုပါတယ်ပထမဝင်လာတဲ့တပ်ဖွဲ့တွေကထောက်ပို့တပ်626နဲ့ခြေလင်းတပ်တွေလောက်မှပဲစုပြီးနေကြတာပညာရေးလို့တန်ချက်ကာလို့တပ်တွေမှာသူတို့နေရာတိတ်မတွေ့ရအောင်ဝန်ထမ်းတွေလည်းသူ့ရဲ့ဖွဲ့စည်းပုံအတိုင်းအကုံမမရှိသေးတာအခုကအဲ့ဒါတွေကိုအစင်လိုက်ပြန်ဖြည့်နေတဲ့သဘောလို့ပြောလို့ရတယ်လို့စစ်ကောင်စီနဲ့နီးစပ်တဲ့လာရှုမြို့ကန်အခြားတအုပ်ကပြောပါတယ်လာရှုမြို့မှာမြို့ပေါ်ရက်ကွက်ဆက်နှစ်ခုနဲ့ကျင်းရွာအုပ်စု85 အောင်စုရှိပြီးလူဦးရေ3သိန်းကျော်နေထိုင်ပါတယ်။ MDA အနေနဲ့လာရှုမြို့ကိုလက်လွဲပေးခဲ့တယ်လို့ဆိုပေမဲ့မြို့ပေါ်စနေရွက်ကကိုသာစစ်ကောင်စီကအုတ်ချုပ်ခွင့်ရထားပြီးကျန်တဲ့ဂျင်းရွာအောင်စု85အောင်စုကို MDA နဲ့ TNL တပ်ဖွဲ့တို့ကထိန်းချုပ်ထားပါတယ်။နောက်ထပ်တစ်ပုံးအနေနဲ့ပေါင်းမြို့နယ်ကိုလေကြောင်းပုံကျဲပြီး ပါလာဘာဒုတိယတာဝန်ခံအပါအဝင်၅ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တွန်လိုင်းတပ်ဖွဲ့များအားကောင်းတဲ့မကွေးတိုင်းပခုတ်ခုကိုင်ပေါင်းမြို့နယ်တောင်ပိုင်းကျေးရွာတွေကိုဇွန်လ23ရက်နေ့မှာစစ်ကောင်စီလက်ထက်ကပုံချေတိုက်ခိုက်ခရာ၅ဦးသေဆုံးပြီးကလေးတအုပ်ပါဝင်10ဦးထပ်မံထဏ်ရာရရှိခဲ့တယ်လို့ဒေသခံများနဲ့တွန်လိုင်းတပ်ဖွဲ့ရင်းစီကတင်ပြပါရတယ်။ဒီကနေ့မနက်၈နာရီခန့်မှာပေါင်းမြို့နယ်တောင်ပိုင်းရှိကင်းမဘူးမလင်ရတက်ကဲချင်းခင်ရှေစတဲ့ကျေးရွာတွေကိုစစ်ကောင်စီလက်ထက်ရဲ့ဝိုင်းတွဲအမျိုးအစားထောက်ပို့လျင်ကပုံတိရီနဲ့စေချင်းထပ်မံပြစ်ချတိုက်ခိုက်ခရာစီဒီယန် ဲဝန်ထမ်းနဲ့၎င်းရဲ့ဇနီးဖြစ်သူအပါအဝင်ငါးဦးတည်ဆောင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော် PDF ပခောက်ကူခရိုင်အမှတ်၁၁တိုင်းရင်တာဝန်ခံကိုတင်စားကပြောပါရတယ်။ စတဲ့ချိန်လုံးကိုဘုံလုံးကြီး30ကျော်တဲ့တစူးရဲနဲ့ပတ်ချသွားတာဝိုင်တွင်းနဲ့ခြားသွားတာတက်ကယ်ချင်းရွာက3ယောက်ဘိုးမေကစီတူအောင်တို့လင်မယား2ယောက်ဘောင်း9ယောက်ပေါ်ထံရပြင်းထန်တာက3ယောက်လောက်ရှိတယ်လို့၎င်းကစက်ပြောပါတယ်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တိဆုံးခဲ့သူတွေနဲ့တအုပ်ဖြစ်တဲ့ကိုစီတူအောင်ရဲ့ CDN တအုပ်ဖြစ်ပြီးပေါင်းမြုံနယ်ပြည်သူ့လုံခြုံရေးဖွဲ့ပါလာဖာဒုတိယတာဝန်ခံဖြစ်တာဝန်ယူပြီးစက်ကောင်စီကိုလက်နက်ကင်တိုက်ခိုက်နေသူဖြစ်တယ်လို့သိရပါတယ်ကိုစီတူအောင်ရဲ့ဇနီးမန်အေးလင်းကခြံနောက်ပြတ်တောက်သွားခဲ့ပြီးစေယုံကိုပို့ဆောင်ခြင်းကင်းလွန်သွားခဲ့တယ်လို့ကို တီစာကဆက်ပြောပါတယ်ခြေထောက်ပြတ်သွားတာကိုစိတ်ယုံပုံရဲ့အချိန်မှမီတော့ပဲသွေးထွက်လွန်ပြီးဆုံးသွားတယ်သူတို့ကလေးကတော့ဒဏ်ရာရသွားတယ်တီတော့မတီသေးဘူးစစ်ကောင်စီတပ်ကပခုတ်ကူခရိုင်ပေါင်းမြို့နယ်ကိုအင်အားထောင်ဝန်န်းနီဘာနဲ့ကံမမြို့မှာစတင်ပြီးစစ်ကြောင်းထိုးနေတာတလနီဘာကြာမြင့်နေပြီဖြစ်ပြီးလေကြောင်းမှလည်းနေစဉ်ပုံကျဲတိုက်ခိုက်နေပါတယ် အဆိုပါစစ်ကြောင်းမှာရိခတင်ဆောင်ထားတဲ့ကားစီရီ150ပါဝင်ပြီးကံမမြို့မှအထွတ်ပေါက်ကံမလမ်းပိုင်းရှိတန်ပူရွာနီးဇွန်လ10ရက်နေ့ကခြုံကိုတိုက်ခိုက်ခံရမှုကြောင့်ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့ဝင်စီကတင်ရပါတယ်။ပခုတ်ကူခန်ကံမမြို့မှထွက်လာတဲ့ရိခကားလမ်းထွက်ခွာနိုင်ဖို့စစ်ကောင်စီတပ်ကလေကြောင်းနဲ့နေစဉ်တိုက်ခိုက်နေတာဖြစ်ပြီးကံမမြို့နယ်နဲ့ပေါင်းမြို့နယ်ရှိကျေးရွာတွေကိုနေစဉ်လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်တယ်လို့ MS7 ခရိုင်တိုင်းရင်တာဝန်ခံကုဒေစာကဆိုပါတယ်။ ။ဒရင်ပြစ်ချမဲ့လက်နက်တွေလိုချင်တာပေါ့ဗျာမရှိလို့ပေါ့ရှိရင်ပြစ်ချလို့ရတာပေါ့ဒါကြောင့်ခုကပုံနေရတာပေါ့ဝိုင်းတွဲဆိုတော့ point five နဲ့လည်းမမီဘူး point five က jet fighter တောင်မှတော်တော်လေးနေစင်းလာမှပြစ်လို့ရတာလို့၎င်းကဆိုပါတယ်ပကော့ကူခိုင်ပေါ့မြို့နယ်မှာတော်လိုင်းတပ်ဖွဲ့တွေအားကောင်းတဲ့ဒေသဖြစ်ပြီးတိုင်းဒေသလက်နက်ကင်တပ်ဖွဲ့များခြေကုပ်ယူထားနိုင်တဲ့ချင်းတောင်တန်းနဲ့လည်းချိန်ဆက်နေရစစ်ကောင်စီကလေကြောင်းနဲ့မကြာခဏပုံကျဲတိုက်ခိုင်းလေးရှိပါတယ်မလာစတိယကစိတ်ပြုံမျိုးနဲ့အခြေဆိုင်အမှတ်၂၂ကကွယ်ပစ္စည်းဆက်ရုံကာပါစာ၂၂ကထွက်လာတဲ့အင်ဂျင်တက်လေဒီရဲ့ပုံကျဲတိုက်ခိုင်းမှု ြားပေါ့မြို့နယ်ထောက်ရှာပင်ရွာစာတင်ကြောင်းဘုံထိမှန်ပြီးအမျိုးသမီးတအုပ်တင်ဆောင်ကကလင်းငယ်တအုပ်ထံရရရှိခဲ့ပါတယ်ဇွန်လ6ရက်မှဇွန်လ10ရက်တိစစ်ကောင်စီလေးတပ်ကပေါက်ကမ်းမလမ်းပိုင်းရှိဂျိုးပြန့်နဲ့မကြီးသုံးပင်ရွာနီကိုလေကြောင်းနဲ့နေစဉ်ဘုံကျဲတိုက်ခိုက်နေပြီးအမျိုးသားတအုပ်တင်ဆောင်ပြီးနှစ်ဦးထံရရရှိခဲ့ပါတယ်ဒါပြင်မေလ29ရက်နေ့မှာပခုတ်ကူအခြေဆိုင်တမတရားတင်မမော်တော်ရင်150ကျော်တဲ့ရှိခါရှင်တန်းအပါဝင်စစ်တီအင်အားတထောင်နီးပါးနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကလည်းကမ်းမမျိုးမှာအထိုင်ချပြီးပေါက်မြို့နယ်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေ များဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်